အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တင်ထွန်းလေးဒီဗီဒီယိုမှာကျွန်တော်တို့ .net ပတ်သက်တာကိုနားလည်မယ်ပေါ့နော် pulka.dot.dot.com တော်တော်များများဒါ sport ထဲမှာဝယ်ထားရှိသလိုတော်တော်များများလည်းဒါ future trade မှာဝယ်ထားရလည်းရှိရပေါ့နော်ဆိုတော့ .net ပတ်သက်တာကိုကျွန်တော်ပို့ပြီးတော့နားလည်ရအောင်ပေါ့ဆိုတော့ပထမဆုံးကျွန်တော်ဒါ .dot ရ market cap အနေထားတွေဘယ်လိုရှိရပေါ့နော်သူရ all time high record တွေဘယ်လိုရှိလဲဒါတွေကိုတစ်ချက်လောက်သွားရအောင်ပေါ့အာဆိုတော့ပထမဆုံးကျွန်တော်ကြည့်ကြည့်မယ်ဆိုရင်သူရ market cap က6.54 billion ရှိမယ် အဗော်လုမတော့24 hour ဗော်လုမကတော့ကျွန်တော်195.16 million ရှိမှာပေါ့နော်အာ market cap ကတော့ကျွန်တော်3543% total supply ကတော့1.98 billion dot ပေါ့နော် maximum supply ကတော့ infinity ပေါ့ circulating supply ကတော့8.98 billion dot ရှိမှာသူရ all time high record တွေကိုကျွန်တော်ကြည့်ကြည့်ရမှာဆိုရင်တော့ all time high ဆိုရင်ကျွန်တော်ဒီမှာ55ဒေါ်လာတိရောက်ခဲ့တယ်ပေါ့နော် all time low ကတော့ကျွန်တော်ဒီ1.69တိရောက်ခဲ့တယ်ပေါ့ तुम सब अल टाइम हाइट का दिए कुटी सो माइनस नाइनटी टू पॉइंट फिफ्टी वन परसेंट चार हजार छह है बना सो डा ट्वेंटी मिनट उठे चलाओ चीजी आऊं बो सो ट्वेंटी मिनट मार चलो डा टॉट या पुआ वा चार दो चीजी बस होने चलो डा डाउशा डाउशाइड गोया के रहा चलो तो याम बना दिमा आ लोअर लो लोअर हाई हार लो हार हाई नहीं चलो डाउशाइड गो पिया मिला याओ के रे डाउशाइड गो याओ बिला मार कु पिया मिला दिया नहीं चलो रिकवरी तो फिर फिर सान है निठाची है बना सो डिनाली मार चलो डा एंटी उठा रहे दूरी पर ना लॉन्ग बैक को एंटी उठा रहे दूरी नहीं सुन जाओ တက်စီဆိုရင်ဒါ profit ထဲမှာရှိမှာပေါ့နော်ဆိုတော့ဒီကနေကျွန်တော်ဟာဟာဟာသူ့ pattern တွေကိုနည်းနည်းစလာတာကိုတွေ့ရတယ်ပေါ့ဆိုတော့ dot go fresh and fee ပေါ့နော်ကျွန်တော်ဒါဘယ်မှာယူလို့ရလဲဆိုရင်အာရလဲဆိုရင်ကျွန်တော်ဒီ4.0ဒါမှမဟုတ်3.9ပေါ့နော်ဒီဝင်းကျင်မှာကျွန်တော်ဒါအန်တီတစ်ခုယူမယ်ပေါ့အန်တီတစ်ခုယူပြီးသွားရင်ကျွန်တော်အတွက် target ကတော့ကျွန်တော်ဒါ4.2မှာဖြစ်မှာပေါ့နော်4.2ဖြစ်မယ်ပြီးရင်တော့ကျွန်တော်ဒီဟိုဘက် long term target တွေအနေနဲ့ပြောရမယ်ဆိုတော့ကျွန်တော်ဒါအာ4.9ပေါ့နော်ပြီးရင်ဟိုဘက်ကိုကျွန်တော်ဒါ 6ဒေါ်လာ9ဒေါ်လာပေါ့အဲ့လိုတဖြည်းဖြည်းနဲ့ dot dot ကလည်းအထက်ကိုသွားဖို့ရှိရပေါ့ပထမဆုံးအနေနဲ့ကျွန်တော်ဒီမှာ dot မှာလည်းကျွန်တော်မြင်ရမှာကလည်းရှိကျွန်တော်ဒီ register ပေါ့နော်ဒီ register ကိုကျွန်တော် cross လုပ်ရမှာပေါ့ dot ကဒီ register ကို cross လုပ်မှာကျွန်တော်အထက်ကိုကောင်းကောင်းမူမူဖြစ်ဖို့အလားလာပို့များမယ်တကယ်လို့ cross မလုပ်ဘူးဆိုရင်ဒီမှာနည်းနည်းလေး downside ချိလာမယ်ပေါ့နော်အဲ့ downside လေးမှာကျွန်တော်က anti point တစ်ခုယူလို့ရတယ်ပေါ့ယူပြီးတော့ကျွန်တော် short term target တွေအနေနဲ့ကတော့ကျွန်တော်ခုနပြောထားတဲ့အတိုင်းပေါ့4.2 4.4ပေါ့နော်ဒါကတော့ short term target တွေဖြစ်မယ် long term အနေနဲ့ပြောရမယ်ဆိုရင်တော့6ဒေါ်လာ9ဒေါ်လာပေါ့ကျွန်တော် target တွေဖြစ်မယ်ဆိုတော့ daily ကိုတစ်ချက်လောက်နားရည်အောင်ပေါ့နော် okay သူက daily chart မှာလဲကျွန်တော်ကြည့်ကြည့်မယ်ဆိုရင်ဒါ down side ကိုပဲကျွန်တော်တွေ့ရမှာပေါ့နော်ဒီမှာလဲကျွန်တော်ဒါ recovery ဖြစ်နေတာကနေပြီးတော့ဟိုရက်ကကျွန်တော်ဒါ BTC ရော ETH ကို down side ကိုရောက်တဲ့အချိန်မှာ dot ကလည်းတော်တော်လေး down side ကိုရောက်သွားခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ကနေကျွန်တော် down side ကိုရောက်ပြီးတော့မှဒီနေ့လေးကနေမှပြန်ပြီးတော့ကျွန်တော်နည်းနည်းလေး တက်လာနေတဲ့အနေအထားကိုကျွန်တော်တွေ့ရတယ်ပေါ့အဲကြောင့်မလို့ကျွန်တော် entry point ကဒီလောက်သားလေးမှာဖြစ်တင်တာပေါ့နော်ဒီလောက်လေးမှာကျွန်တော်ဒါအာ small margin low leverage entry တခုယူမယ်ဆိုရင်ကျွန်တော် target ကဒီလောက်မှာဖြစ်မယ်ပေါ့နော်4.2 4.4ပေါ့ဒီအနေအထားမှာကျွန်တော် target တွေဖြစ်မယ်ပြန်တော့ကျွန်တော် long term target တွေကလည်းခုနကကျွန်တော်ပြောထားတဲ့အတိုင်းပေါ့5ဒေါ်လာ6ဒေါ်လာကြီးကိုကျွန်တော်ဒါ move ဖြစ်မယ်ပေါ့နော်တပြည့်ပြည့်ဆိုတော့ dot ကလည်းပထမဆုံးကတော့ကျွန်တော်ဒီ register ကိုအဓိက ဒါ cross လုပ်ဖို့အရေးကြီးတယ်ပေါ့ဒါကို cross လုပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော် attack ကိုကောင်းကောင်းမူမူဖြစ်ဖို့ရှိတယ်ဆိုတော့ဒီနားလေးမှ anti ထားတဲ့သူတွေအနေနဲ့ဆိုရင်တော့လက်ရှိ profit ထမ်းမှာရှိတယ်တကယ်လို့ dnt ကို miss လုပ်ပြီးသားသူတွေအနေနဲ့ဆိုရင်တော့ကျွန်တော်ခုနပြောတဲ့အတိုင်းအာ၄ဒေါ်လာဒါမှမဟုတ်လေ3.9ပေါ့နော်4.0ဒါမှမဟုတ်3.9မှာကျွန်တော် NG တကူယူမယ်ပေါ့နော် small margin low leverage long back ကို NG ယူမယ် target တွေကတော့ကျွန်တော်ခုနပြောထားတဲ့အတိုင်းပေါ့ဆိုတော့ dot နဲ့ပတ်သက်တာလက်ရှိအနေအထားအရတော့ဒါပဲတွေ့ရတယ်ပေါ့နော် ဆိုတော့ဆက်ပြီးတော့လဲဒေါနတ်ပသက်တာကိုနားမလဲတာမရှင်းတာရှင်းလဲကျွန်တော် comment ချန်ထားလို့ရတယ်ဒါမှမဟုတ်ကျွန်တော် Telegram မှာလာပြီးတော့ကျွန်တော်နဲ့ဒါမေးလို့လည်းရတယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုမှာတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်